ကဘရာဒါလုပ်ငန်းစုကုမ္ပဏီအနေနဲ့ BYD Battery Bulk Renewable Energy မျိုးစားကိုစတင်မိတ်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီကောင်စပိတ်အရင်မစားဘူးခင်ဗျာသူကလည်းဘက်ထရီကသေးတယ်ကျစ်တယ်ပေါ့နော်အမ်ပီယာထပ်တိုးမယ်ဆိုရင်ဒီကလိုနောက်ထပ်အလုံးတွေထပ်တိုးမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီအပေါ်ဆင့်သွားရုံပဲပေါ့နော်ဟိုတခြားဘာစတမ်းမလို့ UND battery box ဆာဆိုရင် solar inverter တွေနဲ့ပူးပေါင်းတွဲသုံးနိုင်ပြီးတော့စွမ်းရင်မြင့် battery storage system တစ်မျိုးလည်းဖြစ်ပါတယ်အာမဂန်တက်တန်းအနေနဲ့6နှစ်အထိအပြည့်အဝပေးထားပြီးတော့ after sales service မှာဆိုလဲတာဝန်ယူမှုတာဝန်ခံမှုကိုအပြည့်အဝဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ ကျွန်တော်ဒီနေ့ရောက်နေရတော့ YCC တမမှာ Gobrada လုပ်ငန်းစုကုမ္ပဏီအနေနဲ့မြန်မာနိုင်ငံတနနိုင်ငံလုံးကို Authorized Distributor ယူထားတဲ့ BYD Battery Bulk Renewable Energy မျိုးစားကိုစတင်မိတ်ဆက်ပေးနေရဖြစ်ပါတယ်။ကျွန်တော် Gobrada လုပ်ငန်းစုကုမ္ပဏီဟာဆိုရင်နှစ်ပေါင်း34နှစ်ကြာယက်တီလာနိုင်ခဲ့ပြီးတော့ကဘာကျော်အမှတ်တရစိတ်များနဲ့ လုပ်ငန်းပေါင်းများစွာကိုပူးပေါင်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ BYD အမှတ်တရစိတ်ကတော့လူတိုင်းသိကြတဲ့အတိုင်းကဘာကျော်အမှတ်တရစိတ်မျိုးလည်းဖြစ်ပါတယ်။ကျွန်တော်တို့ Grabber လုပ်ငန်းစုကုမ္ပဏီအနေနဲ့ရွေးချယ်ထားတဲ့အမျိုးအစားကလည်း BYD Battery Box အမျိုးအစားဖြစ်ပါတယ်။ UND battery box ဆာဆိုရင် solar inverter တွေနဲ့ပူးပေါင်းဆွဲသုံးနိုင်ပြီးတော့စွမ်းအင်မြင့် battery storage system တစ်မျိုးလည်းဖြစ်ပါတယ် UND battery box ကနိုင်ငံပေါင်း130မှာလုပ်ငန်းပေါင်း project ပေါင်း10သိန်းကျော်ကိုလက်ရှိလုပ်ကိုင်နေတာဖြစ်ပြီးတော့စတင်ထုတ်လုပ်ခဲ့တဲ့တက်တန်းအနေနဲ့ပြောရမယ်ဆိုရင်တော့10စုနှစ်တက်တန်းကြာအတွေ့အကြုံရှိခဲ့ပြီးဖြစ်ပါတယ် ဝက်ပါအဝါရှိတယ်ဒီကောင်က5ကီလိုပဲဟာပါရှိမယ်ခင်ဗျာဟုတ်ပါပြီဟိုကအားသွင်းတဲ့အခါမျိုးကြာရင်ရောဘလော့အမ်ပီယာနဲ့သွင်းဒီကောင်ကအဲ somebody အမ်ပီယာနဲ့သွင်းမှာခင်ဗျာသူရဲ့ discharging current ကလည်း80အမ်ပီယာနဲ့ပဲသွင်းမယ်ပြီးတော့ charging current ကလည်း80အမ်ပီယာနဲ့ပဲသွင်းမယ်အမ်ပီယာနဲ့ပဲသွင်းမှာပေါ့နော်ပြီးတော့ तू ကဒီမှာပါပေါ့နော်အမားတို့ကအိမ်သုံးနေဆိုရင် air con ရှိမယ်အဲ away shower ရှိမယ်ကွာရေခဲတက်တာရှိမယ်ပြီးတော့ဒီ မီးတွေပါတယ်မီးကြောင်းတွေပါတယ်တော့ရှိပဲအဲ့ဒါမျိုးဆိုရင်တော့အမားတို့လည်းဘယ်လောက်ကီလိုဝက်လောက်သုံးလဲဆိုရင်အဆင်ပြေလဲအကောင်ဆိုရင်တော့5ကီလိုဝက်ဟာတလုံးလောက်ဆိုရင်တော့အဆင်ပြေတယ်မှာတလုံးလောက်ဆိုရင်တော့အဆင်ပြေရပေါ့ကြိမ်ထဲမှာတွေပါတယ်ထားဖို့တက်ဆင်မှုတွေပါတယ်ကြတော့အဲလွယ်ကူလားထားဖို့အတွက်ကို space လိုလားအဲဒီကောင် space အရင်မစားဘူးခင်ဗျာ तू ကလည်း battery သေးတယ်ကြစ်တယ်ပေါ့နော်ပြီးတော့ तू က floor stand ဖြစ်တဲ့အတွက်ကို तू ကနေရာနေမှာကက်လို့လည်းမရဘူးကျွန်တော်တို့ ready နဲ့ထားလို့လည်းမရဘူး तू ကကြတော့ဒီ jam game မှာချထားရမယ်ပေါ့နော်ချပြီးတော့ကျွန်တော်တို့ အမ်ဘီယာထပ်တိုးမယ်ဆိုရင်ဒီလိုနောက်ထပ်အလုံးတွေထပ်တိုးမယ်ဆိုရင်တော့မှကျွန်တော်တို့ကဒီအပေါ်ဆင့်သွားရုံပဲပေါ့နော်ဟိုတခြားဘာစတန်မှမလို့သူက charge ရတော့မြန်တယ်သူက charge ရတော့အရင်မကြောက်ဘူးနော်ခရဆာရခိုင်တော့အမ်ဘီယာနဲ့ပဲသူကသွားမှာဟုတ်ဟုတ်ပြီဒီကောင်းလေးကိုကအမတို့အိမ်မှာထားမယ်အိမ်မှာထားမယ်ဆိုရင်သူ့ရဲ့စတန်ပေါ့ထားပါတော့ဘလောက် kg weight လောက်အမတို့ထားထားမယ်ဒါဆိုသာတစ်လုံးပေါ့နောက်လိုအပ်ချက်အရနှလုံးသုံးလုံးတွေဖြစ်သွားမယ်ဆိုရင်အများဆုံးဘလောက်ထိဆင့်နိုင်လဲပြီးတော့သူ့ရဲ့ဒီ kg weight ကရောဘလောက်ထိအမတို့ထားထားပြင်ရလဲဒီကောင်းတစ်လုံးကိုကျွန်တော်တို့42 kg ရှိမယ် ဒီ concrete strand ရှိရပေါ့နော်အဲ့ concrete strand ကဘယ်လောက်ရှိမလဲဆိုတဲ့အပေါ်မူတည်ပြီးကျွန်တော်တို့ဆင်သွားလို့ရတယ်ဗျာအဲ့ဒါဆိုတိုးတက်ကိုဆင်တက်တက်ကိုထားပါတော့တက်သားဆင်ပေါ်မှာဆိုရင်ရောတင်ထားလို့ရလားတင်ထားလို့တက်သားဆင်ဆိုတော့မခိုင်တော့ဘူးပါကျွန်တော်တို့ aluminum ဆင် aluminum ဆင်လည်းမခိုင်တော့ကျွန်တော်တို့ဒီ concrete ပေါ့ concrete ကိုမှကျွန်တော်တို့အပေါ်ကနေဒီလိုမျိုးဟိုလိုမြတ်တူလိုမျိုးအဲ့လိုမျိုးဆင်မျိုးတက်တက်ပေါင်ထဲမှာရမှာအဲ့တော့တိုးတက်တိတက်ဆင်တွေမျိုးထားပေးထားရင်တော့ပို့ပြီးတော့အဆင်ပြေပါဟုတ်အဆင်ပြေပါတယ်ဟုတ်ဒီမှာဆိုရင်သူ့ရဲ့စပက်မှာပါရပေါ့နော်ဒီဘက်ထရီမှာလည်းကြည့်လို့ရတယ်အမှဒီကလောင်းမှာပဲဒီမှာဆိုရင် အဲသူရဲ့ model name ဟို model series နံပါတ်ပါမယ်ပြီးတော့သူရဲ့ဒီ kilowatt hour ဘယ်လောက်ပါမယ်ဆိုတဲ့ဟာပါမယ်သူရဲ့သူရဲ့ voltage ဘယ်လောက်ပါမယ်ဆိုတဲ့ဟာပါမယ်ပေါ့နော်ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့သူရဲ့ဒီဟိုဟာ easy voltage ဘယ်လောက်ရှိမယ်ဆိုတာမျိုးတွေပြီးတော့ charging current ဘယ်လောက်ရှိမယ်ဆိုတာမျိုးတွေကဒီဒီသူရဲ့ battery ဟိုဟာ spec မှာပါတယ်ပေါ့နော်ဒီ name plate မှာလည်းပါတယ် name plate မှာလည်းပါတယ်အဲ name plate မှာပါတယ်ပြီးရင်ကျွန်တော်အမားတို့သိကျင်တဲ့ဟာတွေပြီးတော့ဒီခုခုပေါ့နော် ဟိုဗာလဲကျွန်တော်တို့ဒီဘက်ထရီနဲ့ပတ်သက်ပြီးတော့ SLR တွေပါလေလာပြီးဆိုရင်လည်းသူတို့ဒီနိုင်တွေကိုဖြတ်လို့ဖြဲထားလို့တော့မရဘူးပေါ့နော်အဲ့အောက်တာဆေးစားပြစ်လာပြီးဆိုရင်ကျွန်တော်ဒီကောင်လေးတွေကိုကြည့်ပြီးမှကျွန်တော်တို့ဘလောက်ဘလိုဘလို error ဖြစ်လို့ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရမယ်ဆိုတော့ကြည့်ပြီးရအောင်ဘလောက်ပေးတယ်မှာလဲဒါ7 year fully ပေးထားတယ်8နှစ်ဟုတ်ကဲ့8နှစ်အတွင်း user force မဟုတ်ဘဲနဲ့တခြား အဲထိပါတယ်ဆိုရင်တော့ technical error တွေဆိုရင်တော့9နှစ်ပေါ့9နှစ်ဟုတ်ကဲ့ခင်ဗျ user form မဟုတ်ဘူးဆိုတော့အကုန်လုံးပေးထားတယ်ပေါ့နော်ပြီးတော့နောက်တဘာဝဘေးရန်နေရာတွေအဲ့လိုမျိုးပေါ့ကလင်းလောက်တာတို့အဲ့လိုမျိုးဟာမျိုးဆိုရင်ကျွန်တော်တို့ဒီ warranty ထဲမှာတော့မပါဘူးပေါ့နော်အဲ့ဒါတော့အပြင်မှာပေါ့ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါအောင်ပါဆက်တယ်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးပါ ခုလက်ရှိကျွန်တော်တို့ Gabrada လုပ်ငန်းစုကုမ္ပဏီအနေနဲ့တင်သွင်းနေတဲ့ BYD ဘက်တရီဘောက်ဆာဆိုရင် LV 5.05 kW အမျိုးအစားကိုစတင်ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။နှစ်ကုန်ပိုင်းမှာဆိုရင် High Voltage Battery Box အမျိုးအစားကိုဖြန့်ဖြူးပေးနိုင်ပါလိမ့်မယ်။ BYD Battery Box ဆာဆိုရင်အာမခံတက်တန်းအနေနဲ့6နှစ်အထိအပြည့်အဝပေးထားပြီးတော့ After Sales Service မှာဆိုလည်းတာဝန်ယူမှုတာဝန်ခံမှုကိုအပြည့်အဝဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။ BYD Battery Box အမျိုးအစားဆိုရင် Inverter အမျိုးအစားတော်တော်များများနဲ့ ချိတ်ဆက်အသုံးပြုလို့ရနိုင်တဲ့အပြင်ကျွန်တော်တို့ Gorilla လုပ်ငန်းစုကုမ္ပဏီကလက်ရှိတင်သွင်းနေတဲ့ Huawei Inverter နဲ့လည်းချိတ်ဆက်အသုံးပြုလို့ရနိုင်ပါတယ်သိဝင်သားလို့လာရောက်လေ့လာခြင်းနဲ့ဆိုရင်ရန်ကုန်မြို့ဘုံကြီးလမ်းနဲ့နော်ထာလမ်းနောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့ GPS Solar Showroom ကြီးအမျိုးမျိုးအနေနဲ့မှာရှိတဲ့ GPS ရဲ့အယောင်းပြကန်းတွေမှာလည်းလာရောက်လေ့လာနိုင်ပါတယ်လို့ဖိတ်ခေါ်ချင်ပါတယ်။